ားလုံးပဲမင်္ဂလာပါမူဆန်ဆဲပါဒီနေ့ sensation လုပ်ပေးချင်တာလေးကတော့မင်းနာတော့နေုံကိုရဲ့ n5 ပေါ့နော်ဒီတရာရှင်းလင်းချက် grammar လေးကိုအခန်းလေးကိုဆက်ပြီးတော့ share လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဆန်းဆန်းနဲ့တူတူဆက်ပြီးတော့လေ့လာကြည့်အောင်နော်ကဲအဲ့တော့အခန်းလေးမှာတော့စစေတို့ကခုတ်တော့ပါမှာလဲရှင်းပြခဲ့ရပေါ့နော်နာရီတွေမိနစ်တွေအကြောင်းကိုစစေတို့ကသင်ရမှာအဲ့တော့ဒီနာရီတွေမိနစ်တွေရေတွက်ပုံလေးကိုစပြီးတော့လေ့လာကြည့်ကြမယ်နော် အဲ့တော့နိုင်မှာတော့သူကဒီ24နိုင် format မဟုတ်12နိုင် format နဲ့ကြည့်ရမယ်ပေါ့နော်အဲ့တော့12နိုင် format နဲ့ကြည့်ဖို့အတွက်ဆိုရင်သူက AM ရယ် PM ရယ်ဆိုပြီးတော့မနက်ပိုင်းရယ်ဒီမိုးလယ်ပိုင်းရယ်ဆိုပြီးခွဲလိုက်မှာပေါ့နော်အဲ့တော့ည12နိုင်သကောင်ကျော်ကနေပြီးတော့နေ့လယ်12နိုင်ဒီလိုသူကိုဇင်းလို့ခေါ်မယ်ပေါ့နော်နေ့လယ်12နိုင်ကျော်ကနေပြီးတော့ည12နိုင်အထိကိုတော့ကောင်းတော်လို့သတ်မှတ်မယ်ပေါ့နော်အဲ့တော့ကိုဇင်း ခေါငေါ်လို့တော့ပြီးတော့ဒီ7နှစ်နဲ့အတွဲတော့မယ်ပေါ့နော်အဲ့တော့ပထမအုံဆုံး7နှစ်ဆိုရင်တော့ပုံမှန်တိုင်း KNN ECG လေးနဲ့တွဲပြီးတော့ ECG 7နှစ်ဆိုရင်နေ G 3နှစ်ဆိုရင်စန်း G လို့ခေါ်ပါတယ်အမလေးနိုင်မှာတော့ဆစေတို့ကယွန်းနေရှိတယ်တုံးလို့မရအောင်ယော်ကြည့်လို့ပဲတုံးမယ်ဒါကြောင့်လည်းဒီမှာစတာပြပေးထားရဲပေါ့နော်ယော်ကြည့်ဆိုရင်တော့ဒါ၄နာရီကိုပြောတာပါ၅နာရီ၆နာရီပုံမှန်တိုင်းကင်းကနဲရန်တောင်မှာကြည့်လေးထည့်ပေးရပါတယ်ဂေါ်ကြည့်ခုကြည့် အဲ့တော့9နှစ်နာရီမှထပ်ပြီးတော့သူကနာနာကြည့်ဆိုပြီးသုံးလို့မရဘူး။ဘာနဲ့ပဲသုံးရမလဲဆိုရှီချီကြည့်လို့ပဲသုံးပေးမယ်။နော်အဲ့ဒါလေးကထွင်းချက်အနေနဲ့တရားမှတ်ထားဖို့လိုတယ်ပေါ့နော်။ခုနှစ်ကိုဒီမှာနာနာကြည့်မရပါဘူး။ရှီချီကြည့်ပဲသုံးရပါမယ်။7နာရီပုံမှန်တိုင်းပဲဟာချီချီ9နာရီမှလည်း QG တွေပါတယ်သုံးလို့မရဘူး။ဘာနဲ့ပဲသုံးမလဲဆိုခုနဲ့ပဲသုံးပါမယ်။ခုကြည့်လို့သုံးပေးမယ်ပေါ့နော်။ တော့10နာရီဆိုရင်တော့ဂျူးကြီးဖြစ်မယ်17နာရီဆိုရင်တော့ပုံမှန်တိုင်းဂျူးအချီကြီး17နာရီဆိုရင်ဂျူးနီကြီးလို့သုံးပါမယ်အဲ့တော့ဒီနာရီမှာဆိုစစေတို့ကချွေးညက်နေနဲ့မှန်ပါ6နာရီဆိုရင်ယော်ကြီး9နာရီဆိုရင်ရှီကြီးကြီး9နာရီဆိုရင်ကုကြီးပါဂျန်တဲ့ဟာတွေကတော့ဂျန်တဲ့နာရီလေးတွေကတော့ကိန်းကနေရင်တော့ပါပဲကြီးလေးထည့်လိုက်ရုံပါပဲ โอเคเนาะဒါကတော့နိုင်နဲ့ပတ်သက်တဲ့အသုံးပါအဲ့တော့ banana ရီလဲလို့မေးရင်တော့ nancy desk လို့မေးမှာပေါ့เนาะဖြစ်တယ်လဲဆိုရင် desk နဲ့သုံးတာဆိုတော့ nancy desk banana ရီဖြစ်တယ်လဲဆိုပြီးတော့မေးကိုမေးလို့ရတယ်ပေါ့เนาะဒါမေးကိုမေးတဲ့ပုံစံလေးကိုပြောထားတာပါโอเคအားဆိုဆိုရင် minute ပေါ့เนาะရေတွက်ပုံမှာ minute ကိုဆက်ပြီးကြည့်ကြည့်မယ်အဲ့တော့ minute မှာကျတော့ sincere ကအာ form ရဲ့ပုံရနှစ်မျိုးရှိတယ်ဆိုပြီးကြက်ခိုင်းထားတယ်ပေါ့เนาะအဲ့တော့ ben ညာရဲ့ form ဖြစ်ပြီးတော့ ben ညာရဲ့ပုံဖြစ်မလဲတစ်ချက်ကြည့်ကြည့်အောင်အဲ့ဆိုဆိုဓမ္မဦးတို့ဒီမှာလေး တားပြထားတာတွေတစ်ချက်ကြည့်လိုက်မယ်เนาะစတားမှာဆိုဗာလေးတွေကိုပြထားလဲဆိုတော့10မိနစ်မှာပြထားတယ်3မိနစ်4မိနစ်6မိနစ်7မိနစ်10ပြည့်မှာဆက်ဆက်ပုံလေးတွေဆိုပြီးပြထားတယ်အဲ့တော့အဲ့ဒါလေးနဲ့မှတ်ပေးပါအဲ့တော့မိနစ်တင်မှာဆိုရင်1နဲ့ဆုံးမယ်ပြီးတော့3နဲ့ဆုံးမယ်4နဲ့ဆုံးမယ်6နဲ့ဆုံးမယ်7နဲ့ဆုံးမယ်နောက်တော့3ညပေါ့เนาะ10ပြည့်ဆိုရဲ3ည30 20ဒါတွေနဲ့ဆုံးခဲ့မယ်ဆိုရင်ဆက်ဆက်တော့ဘာသုံးပြရမလဲဆိုတော့ပုံကိုသုံးပေးဖို့လိုပါတယ်เนาะပုံဆိုပြီးသုံးပေးဖို့လိုပါတယ် ါကြောင့်10မိနစ်ဆိုရင်လည်းသူတို့က1ပုံဖြစ်သွားပါတယ်เนาะ1ပုံတော့မရ1ပုံ 2မိနစ်ပုံမှန်တိုင်းနီးပွန်3မိနစ်စမ်းပွန်4မိနစ်ယွန်းပွန်5မိနစ်ဂေါဖွန်6မိနစ်လော့ပွန်9မိနစ်နာနာဖွန်10မိနစ်ဟပ်ပွန်9မိနစ်ကျူဖွန်10မိနစ်ဇပ်ပွန်ဆိုပြီးဖြစ်သွားပါတယ်အဲ့တော့ဒီဟာလေးနဲ့မှတ်ရင်ပိုအဆင်ပြေတယ်ပေါ့နော်1 2 3 4 5 10ပြည့်တယ်မှာဆိုစလို့ပွန်သုံးပေးရမယ်လို့မှတ်ပေးပါအဲ့တော့10မိနစ်မှာမဟုတ်ဘူးเนาะ17မိနစ်တို့13မိနစ်တို့14မိနစ်တို့ကြာရင်လည်းဒီ1 2 3 4 5 10ပြည့်တယ်နဲ့ဆုံးသွားတိုင်းအဆုံးစက်ကလုံးကဒီကောင်လေးဖြစ်တိုင်းပါပြောင်းရမှာလဲပွန်ပြောင်းမယ်ပေါ့နော် အဲဒီဟာလေးကိုတော့လွတ်ချက်ထားပို့လို့ရတယ်။ ipon nifon sanpon yonpon gofon lopon nana fon hapon qfon jpon ဆိုပြီးဖြစ်မယ်ပေါ့။အပုံမှန်တိုင်းမှာ7မိနစ်ဆိုလေကင်းကနန်း10အား2အဲ့တော့ရှေ့အကောင်ပြန်ကတ်ပေါ့။ ju ipon ju nifon ju sanpon အဲ့လိုဖြစ်သွားမှာပေါ့နော်။ okay ra 20မိနစ်ဆိုလဲကင်းကနန်း20အားနီချူပေါ့ဟုတ်လားအာနီချူပေါ်မှာစစ်စစ်တို့ကအပြည့်ဆိုရင်ဂျွတ်ပေါ်ဆိုပြီးဖြစ်တော့နီဂျွတ်ပေါ်ဖြစ်မယ်30မိနစ်ဆိုရင်လဲဆန်ဂျွတ်ပေါ်ယွန်ဂျွတ်ပေါ်ဂေါ်ဂျွတ်ပေါ်ဆိုပြီးဂျွတ်ပေါ်လေးဖြစ်သွားမယ်ပေါ့နော်အပြည့် ရမှာနော်โอเคအဲ့တော့ဒီမှာ28 minutes ဆိုလဲနေဂျူရှင်းနေဆုံးတဲ့ကြောင်မလို့ဘာပေါ်လဲ half ပေါ်နေဂျူ half ပေါ်35ဆိုရင်စန်ဂျူကော့ဖ်ဒီလိုမျိုးပြောင်းမယ်ပေါ့နော်အဲ့တော့ minute 30ကိုခေါ်တာကစန်ဂျူပုံလို့ပြောလို့ရတယ်နောက်တစ်မျိုးကခွဲဆိုရဲအတော့ဟန်နဲ့တုံးလို့လည်းရတယ်ဥပမာတနားရီခွဲဆို ETG စန်ဂျူပုံလို့တုံးလို့ရတယ်လို့ ETG ဟန်လို့လည်းတုံးလို့ရပါတယ်ဝေးရဆိုတာမိနစ်ပေါ့နော်အဲ့တော့ခုနကပြောသလိုမိနစ်မှာဆိုရင်စစဲလို့က twin jet ဖြစ်တဲ့1 3 4 6 8 10ပြည့်ဆိုရဲ အင်းနဲ့နေနဲ့ဆုံးခဲ့မယ်ဆိုရင်တော့စံဇေရိုမိနစ်ကိုပေါ်လို့တော့မယ်။ဂျန်နဲ့ဟာရီနဲ့ဆိုရင်တော့ဂျန်နဲ့မိနစ်တည်းဆိုရင်တော့ဖုန်လေးနဲ့ပဲတော့ပေးရတယ်။အဲပြီးတော့ပြည့်ရင်မှာဆိုဂျွတ်ပေါ်တော့နီဂျွတ်ပေါ်တော့ဆန်ဂျွတ်ပေါ်တော့ဖြစ်မှာကိုတတိထားပေးဖို့လိုပါတယ်။ပြီးတော့ရင်ဆန်ဂျွတ်ပေါ်ကိုနောက်တစ်မျိုးဟန်လို့လည်းတော့လို့ရပါတယ်။ဒါကတော့နိုင်နဲ့မိနစ်ရဲ့ရေတွက်ပုံလေးကိုပြောပြတာပါ။ OK အဲဆိုဆက်ပြီးတော့ grammar pattern လေးတွေကိုဆက်ပြီးလေ့လာကြည့်အောင်နော်။ကဲအဲ့တော့ တိုင်းရင်းကပေါ့နော်ဒီအခန်းလေးမှာပထမအဆုံးကတော့နိုင်မိနစ်တွေဖြစ်တော့အခုဗန္ဒနာကြီးလဲဆိုတဲ့၃လေးပေါ့နော်အဲ့တော့ဗန္ဒနာကြီးဆိုတာကိုဆက်စပ်လို့နန်းကြီးဆိုတာတိပိတာလေးနော်မြန်မာစံလို့တိပိတာပါနန်းကြီးအဲ့အတွက်ကြောင့်မလို့ဗန္ဒနာကြီးဖြစ်တယ်လဲဆိုရင်တော့အိမနန်းကြီးဒက်စကာဆိုပြီးလုပ်မယ်ပေါ့နော်အခုဗန္ဒနာကြီးဖြစ်တယ်လဲလို့ပြောထားတာပါအဲ့တော့အခုဗန္ဒနာကြီးဖြစ်တယ်လဲဆိုတော့သူကမပြောလဲဆိုတော့ယောကြီးဂျူဂေါဖွန်ဒက်စ်တဲ့ဒီမှာပြောထားတယ်ပေါ့နော်၄နိုင်ဆိုပါကြည့်လဲယောကြီး 15မိနစ်ကဂျူကော့ဖွန်အဲ့တော့ယော်ဒီဂျူကော့ဖွန်တက်ဆိုပြီးဖြေထားရဲပေါ့နော်အဲ့တော့မေကွန်မင်းနော်နန်ဂျီတက်စကာနဲ့မေးလို့ရပါတယ်အဲနောက်တစ်ခုကတော့ဆဆယ်လိုနေ့ရက်တွေပေါ့နော်ဒီအခန်းမှာနေ့ရက်တွေသင်ရတယ်ဥမာတနင်္လာအင်ကာဘုတဟုချက်တာပတိတောက်ကြဇနီနေ့ကနေ့ဆဆယ်အရာတွေကိုကိုတူပါရှင်းလုံးကအမ်မှတ်ဖို့နီလန်လေးလည်းပြောခဲ့ရပေါ့နော်ဥမာသူရောပြီပေါ့နော်ဒေးတွေကိုရောပြီလို့ခေါ်တယ်အရှင်မောင်ကတနင်္လာဆိုလကိုကိုစားပြုတယ်ကဲဆွရောပြီအင်ကာဆိုရင်မီးကိုကိုစားပြုရခရောပြီ ဗုဒ္ဓဝူဆိုရင်ရေကိုကိုပြကိုစားပြုတယ်ဆိုရင်ရောဘေးပေါ့နော်သတ္တပရိဆိုရင်တစ်ပင်ကိုကိုစားပြုတယ်မခုရောဘေးစသဖြင့်ပေါ့နော်အဲ့ဒါလေးရှင်းပြခဲ့တယ်အဲ့တော့ဒီမှာရောဘေးဒီဒီပြန်သုံးမယ်ပေါ့တော့ဘာနေလဲလို့မေးရင်နော်နိုင်ရောဘေးဒက်စကာလို့မေးမယ်ပေါ့နော်မေးဖို့စလုံးကနန်းနဲ့ပဲမေးပါပဲဥပမာဆိုရင်ဒီမှာသုံးထားတာဆိုရင်ယာစုမီပေါ့နော်တိတ်ရက်ကဘာနေလဲလို့ပြောခြင်းယာစုမီဝါနန်းရောဘေးဒက်စကာပေါ့အကယ်၍မြန်ကိုရဲ့ပေကတိတ်ရက်တဲ့ပေါ့နော်အင်္ဂါနေ့လို့ဒီမှာတော့ဖြေထားတယ်ပေါ့နော်ခါရောဘေးဒက်စပေါ့အကယ်၍ ကိုယ့်ရဲ့ပေးကနှစ်ရက်ဖြစ်နေခဲ့မဲ့ဆိုရင်တော့ပါဠိနဲ့ဆက်လို့ရတယ်ဆိုတော့တို့ဆိုတဲ့အတုံးလေးနဲ့ဆက်လို့ရပါတယ်တို့ရဲ့အစ်ပြနှင်ပေါ်မှာစနေနဲ့တနင်္ဂနွေနေ့ပိတ်တယ်ဆိုရင်တို့ရောပြီးတို့မြချီရောပြီးတက်ဆိုပြီးတော့ဇေရိုကတုံးနှုံလို့ရတယ်ပေါ့နော်ဒီမှာတို့ဆိုတဲ့ပါတီကအစ်စ်လေးကိုတုံးပြထားပါတယ်โอเคအောင်ဆိုနောက်ထပ်တစ်ခုကတော့စဇေရိုအချိန်ကာလတွေပေါ့နော်အချိန်ကာလအောင်မှာစဇေရိုကထားပါတော့အာဆောင်းမွေးဖြေမယ်ဆောင်းမွေးကဘယ်နှစ်နာရီကနေဘယ်နှစ်နာရီထိလဲ ော်ဥမာရုပ်ရှင်ကြည့်မယ်ရုပ်ရှင်ကဘန္နနာရနေဘန္နနာဤထိလဲအစည်းဝေးလုပ်မယ်အစည်းဝေးကဘန္နနာရနေဘန္နနာဤထိလဲအဲ့လိုပြောခြင်းတဲ့အခါမှာစစ်စစ်တို့ကပါတီကယ်အသုံးလေးအစ်စ်ပေါ့နော်ဒါပါလဲဆိုတော့ခါရမတယ်ဆိုတဲ့အသုံးလေးပေါ့မှအထီလို့ပြောခြင်းတာဒါကဒီမှာတော့ဒီခဲမှာတော့အချိန်နဲ့ပတ်သက်ပြီးသုံးထားတာပေါ့နော်ဘန္နနာဤမှဘန္နနာဤထိအဲ့တော့ဆက်ဆက်ခုတို့ဘာမှာတော့ရှင်းခဲ့သေးတယ်အာဒီကအချိန်မှမဟုတ်ဘူးပေါ့နော်နေရာကွာဝေးတွေပြောခြင်းလဲသုံးလို့ရတယ်လေမရန်ကုန်မှမန္တလေးအထိမြန်မာမှာ ျပန်အထိဒါမျိုးတွေပေါ့နော်သုံးတဲ့အခါမှာလည်းသုံးလို့ရပါတယ်မှဆိုတဲ့သဘောကခါရမတယ်ဆိုတဲ့အဓိပ္ပာယ်ကတော့အထိဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ထားပါတော့ရှေ့မှာ now ပေါ့ဥပမာဆောင်းမွေးကဒါမွေးအစီအဝေးကဒါမွေးရုပ်ရှင်ကပေါ့နော်ဒီရှေ့မှာ now နဲ့ထည့်လို့ရတယ် now က banana မှ banana ကြီးဖြစ်တယ်လဲဆိုရင် nanji ခါရ nanji မတယ် desk ဆိုပြီးတော့မေးလို့ရပါတယ်ဥပမာဆိုရင်ရှီခန်ဝါတဲ့ nanji ခါရ nanji မတယ် desk အဲ့တော့စာမေးခွဲကဘန်နနာရီမှဘန်နနာရီအထိဖြစ်ပါတယ်လေလို့ပြောထားတယ်ပေါ့နော်။ဒါပါတော့9နာရီနေ10နာရီခွဲတိဆိုရင်ခုကြည့်ခါရပေါ့နော်။10နာရီကကျတော့ဂျူးကြည့်လေအဲ့ဒါအောင်မှခွဲကိုစစ်စစ်ဒီမှာဟန်နဲ့တုံးပြထားတယ်နော်။ဂျူးကြည့်ဟန်မတဲ့ desk 9နာရီမှ10နာရီခွဲအထိဖြစ်ပါတယ်။အဲ့မှာဒါပါတော့မနက်ပိုင်းလို့ပြောချင်ဒီမှာ Gozan ဆိုပြီးထည့်သုံးလို့ရတယ်နော်။ Gozan ခုကြည့်ခါရဂျူးကြည့်ဟန်မတဲ့ desk ဆိုပြီးတော့သုံးပြလို့ရပါတယ်။ Okay နောက်ထပ်တစ်ခုကတော့ စင်စင်တို့ကအဲဘန်နနာရနဲ့ဘန်နနာ ID ဖြစ်တယ်ဆိုတဲ့နေရာမှာအာဘန်နနာမှဘန်နနာ ID ဖြစ်တယ်လဲမဟုတ်ဘဲ ਨੇ valve တွေစပြီးသုံးမယ်ပေါ့နော် valve လေးတွေကဘာလဲဆိုတော့ဒီခန်းမှာသင်ရတယ် okay mask တို့ ne mask တို့ ovary mask တို့ပေါ့နော် okay mask ကအဲ့ရထားတယ် ne mask ကကျတော့အဲ့တယ် ovary mask ကကျတော့ပြီးဆုံးတယ်အဲ့တော့ထားပါတော့ကိုကဘန်နနာကြီးမှအဲ့ရထားတယ်ပေါ့အမကျွန်တော်ကတော့မနက်ဆိုရင်ဘန်နနာကြီးမှအဲ့ရထားတယ်ညဆိုရင်ဘန်နနာကြီးမှအဲ့တယ် အလုတ်ကတော့ကျောင်းကတော့ဘန်နနာကြီးမှပြီးတယ်ဆိုစစ်စစ်လို့ပြောလို့ရတယ်အဲ့တော့အဲ့ဒီအချိန်မှာပြောတာကနိုင်ရနှစ်ခုမဟုတ်ဘူးလေနော်နိုင်ဘယ်နှစ်ခုပဲလဲဆိုတော့တခုပဲအချိန်တခုပဲပေါ့နော်အခုနောက်တော့ကကြတော့လေအဲအစီအွေးကဘန်နနာကြီးမှဘန်နနာကြီးထိဖြစ်ပါတယ်ဆိုတော့ဒါအချိန်ကနှစ်ခုနှစ်ခုတက်မှတ်တာပေါ့နော်ဘန်နနာကြီးမှဘန်နနာကြီးထိဆိုနှစ်ခုဆိုတော့ခါရမတဲ့နဲ့တုံးခဲ့တယ်ပေါ့နော်ဒီမှာကကြတော့အိယာထတာတွေအိတ်တာတွေတခုခုအလုတ်ပြီးတာတွေကြတော့အချိန်ကာလတခုလည်းဝယ်ပြောလို့ရတယ်နော်ဘန်နနာကြီးမှအိယာထတယ် ဘယ်နှနာရီမှအဲ့တဲ့ဘယ်နှနာရီမှပြီးရဲပေါ့နော်။ဒါမျိုးပြောတဲ့ကြောင့်မလို့ဆက်စဲတော့အချိန်ကာလတစ်ခုလည်းဖြစ်တဲ့ကြောင့်မလို့အဲ့ဒီနာရီတွေအချိန်တွေရဲ့နောက်မှာ particle ဘာလေးပဲသုံးပေးမလို့ဆိုနှီးလေးကိုသုံးပေးရပါမယ်။အဲ့ဒီနှီးရဲ့အဓိပ္ပာယ်ကမှားဆိုတဲ့အဓိပ္ပာယ်လို့မြန်မာလိုဘာသာပြန်လို့ရတယ်။အဲ့ဒီအချိန်မှအိယာထတယ်။အဲ့ဒီအချိန်မှအိတ်တယ်။အဲ့ဒီအချိန်မှပြီးပါရဲပေါ့နော်။ဒါမျိုးသုံးမှာတော့ဘယ်နှနာရီမှဆိုရင်တော့မေခွန်းစလုံးကတော့နန်းကြီးနောက်က particle ဘာဖြစ်ရမှာလဲနှီးနန်းကြီးနှီး မမေ့ပါနဲ့เนาะအချိန်ရနောက်မှာတတိကြကြနှိလေးထည့်ပေးပါမယ်အဲ့တော့အဲ့ဒီနိုင်မှာထားတယ်အဲ့ဒီနိုင်မှာအိတ်တယ်အဲ့ဒီနိုင်မှာပြီးတယ်ပေါ့ကွအဲ့လိုမျိုးပြောလို့ရတယ်ဒီမှာဆိုရင်မိုင်းအဆာမနက်တိုင်းเนาะနန်ဂျီနီဘနနာယီမှာအိုကီမတ်စ်ကအိယာထားတယ်ထားပါတော့6နိုင်မှာထားတယ်ဆိုတော့လောကူဂျီနီအိုကီမတ်စ်6နိုင်မှာထားပါတယ်အဲ့တော့ပါတီကယ်နီအသုံးလေးကိုမမေ့ပါနဲ့အချိန်ကာလတစ်ခုလဲဆိုအဲ့တစ်ခုလဲနောက်မှာပါတီကယ်ပါလာရပါလဲနီးလိုက်ပြဖို့လိုပါတယ်เนาะ ကဲနောက်ထပ်တစ်ခုကတော့စစေတို့က devf တွေမဟုတ်တဲ့တခြား buff ပေါ့เนาะဒီအခန်းမှာသင်ရတာတွေဆိုပါရရှိတယ်ဆိုတော့အလုံးလုံးဒီဆိုရယ် hatala kimas တို့အနာယူဒီဆိုရယ် yasumi mas တို့စာလေးလာဒီဆိုရယ် banky or shimas ဆိုရယ် buff လေးတွေထပ်သင်ရတာပေါ့เนาะအဲ့တော့အဲ့ဒီ buff လေးတွေကကြာတော့စစေတို့ကအလုံးလုံးတယ်ဆိုရင်မှကျွန်တော်ဘယ်နိုင်မှအလုံးလုံးတယ်ဆိုတာတဲ့ဘယ်နိုင်မှဘယ်နိုင်အထိအလုံးလုံးတယ်ပေါ့နားတယ်ဆိုရင်လည်းဘယ်နိုင်ရနေဘယ်နိုင်အထိကိုနားရတယ်ပေါ့เนาะ စလေ့လာရဲဆိုရင်လည်းဘနနာရက်နဲ့ဘနနာ2စလေ့လာရဲဆိုပြီးဒါမျိုးပြောလို့ရတယ်ပေါ့နော်โอเคအမှတ်၃လေးအတွက်ကြတော့စစစလို့ကဘနနာမှတ်ဘနနာ2ဆိုရင်ဘာနဲ့သုံးလို့ရလဲဆိုတော့နန်းကြီးခါကနန်းကြီးမတဲ့နဲ့သုံးလို့ရတယ်အခုကတော့ကဘနနာမှတ်ဘနနာ2ဖြစ်တယ်လဲဆိုတော့ desk ကနဲ့သုံးတယ်အခုကကြတော့ဖြစ်တယ်လဲမဟုတ်ခဲနဲ့ verb ဖြစ်တယ်လဲလို့ meter ကြောင့် move verb နောက်မှာကလေးထည့်ပြီးရတယ်အော်ဘယ်တော့ဒီမှာတည်တည်အောင်အနာတာဝါတဲ့နန်းကြီးခါတာနန်းကြီးမတဲ့ဟာတာရာခိမတ်စကားတဲ့ မင်းကဘယ်နှနာရီမှဘယ်နှနာရီအထိဟာတရာခီမတ်ရဲ့တေးပြအလုံးလုံးတယ်အဲ့တော့လုံးလုံးတလဲလို့မေးချင်ဟာတရာခီမတ်ကလို့မေးလိုက်လို့ရတယ်မတ်ရဲ့နောက်မှာကလေးထည့်မေးလိုက်လို့ရတယ်ဖြစ်တယ်လဲဆိုခုနကတော့ desk ကတုံးခဲ့တယ်ပေါ့နော်ကွာ verb ကိုမေးချင်တယ်ဆိုအဲ့ verb ရဲ့နောက်မှာကလေးထည့်ပြင်ရပါတယ်အဲ့တော့အဖြေလေးမှာတော့မနက်9:00နာရီညနေ9:00နာရီဒီလုတ်တယ်လို့ပြောချင်တော့မနက်ကဂေါ်ဇန်9:00နာရီခုကြည့်နော်အဲ့တော့ဂေါ်ဇန်ခုကြည့်ခါတာ ညနေ6:00အဲဒီမှာ6:00ညဖြစ်နေတော့ဒီမှာ9:00ညဖြစ်နေတယ်6:00ညပြင်ပေးပါအောင်ဒါလေးနော်ဒါ6လို့ပြောတော့9:00ရနေ6:00ညတိလောက်တယ်ဆိုတော့ဒါကောငောလောခုကြီးမှတဲ့ဟာတာကီမတ်ပေါ့ညနေ6:00ညအထိအလုံးလောက်ပါတယ်ဒါမျိုးပြောတဲ့အခါမှာသုံးလို့ရအောင်မှားရင်အထိရောသုံးပြထားတယ် verb ပြန်သုံးထားတယ်အခုနောက်တော့ဖြစ်တယ်လဲဆိုတော့ does နဲ့ပြန်ဖြေတယ်ပေါ့ကိုက verb ဖြစ်တယ်လဲဆို verb နဲ့ပြန်ဖြေပြီးပို့လို့ပါတယ်အဲ့တော့ conclusion ပြောရရင်တော့ဘန်နနာကြီးမှဘန်နနာကြီးထိဆိုပြီးပြောခြင်းခါရမရဲနဲ့သုံးတယ် ဘယ်နှစ်နိုင်မှာဆိုရင်ဘာနဲ့သုံးမလဲနိနဲ့သုံးမယ်เนาะ Okay အဲ့ဆိုရင်နောက်ထပ်တစ်ခုကတော့ဆဆဲတို့က verb တွေသင်ပြီဆိုတဲ့အကြောင်းမူသူ့ရဲ့ tense လေးပါလာပြီပေါ့เนาะကာလပေါ့เนาะဥပမာအဲပြီးသွားတဲ့ကိစ္စလားအခုလက်ရှိဖြစ်နေတာလားအနာဂတ်မှာဖြစ်မှာလားဆိုတဲ့ tense တွေပေါ့เนาะအဲအင်္ဂလိပ်စာမှာလိုပဲပေါ့เนาะပြီးသွားတဲ့အတိတ်ကာလဆိုရင်ဆဆဲတို့ past tense ပေါ့เนาะ လက်ရှိလုပ်နေတဲ့ကိစ္စဆိုရင်ပစ္စုပ္ပန်ကာလကိုပြတော့ present tense နောက်တစ်ခါအနာဂတ်ကိုပြချင်တော့ future tense ပေါ့နော်ဒီ tense လေးစစ်စစ်ကိုခွဲကြည့်မယ်အဲ့တော့ဂျပန်စာမားကနည်းနည်းလေးဟိုပေါ့နော်ကြက်ရတက်တာသွားတယ်ကန့်ကောင်းသွားတာကသူက present tense အခုလက်ရှိဖြစ်နေတာနဲ့ future tense နောက်အနာဂတ်မှာဖြစ်မဲ့ဟာနဲ့ tense တစ်ခုလည်းသုံးပါတယ်စစ်စစ်တို့အခုလက်ရှိမှာကြက်ထားတဲ့ must ပေါ့နော် must နဲ့အဆုံးသတ်တဲ့ verb လေးတွေအကုန်လုံးက present tense ဥမာအိယာထသည်ဆိုခွင့် must လို့ပြောရမှာလားအဲ့အိယာထမယ် ျွန်တော်ဥမာနောက်တစ်ပတ်တနင်္ဂနွေနေ့အဲဒီလာမယ့်တနင်္ဂနွေနေ့မှာဘယ်နှနိုင်မှအရာထားမယ်အဲ့လိုမျိုးဖြူးချနဲ့ပတ်သက်တာအနာဂတ်နဲ့ပတ်သက်တာကိုပြောချင်လဲဘာနဲ့ပဲသုံးလဲ mask နဲ့ပဲသုံးမယ်ဥပမာသွားတည်ပေါ့နော်သွားတည်ဆိုရင်လည်း mask ပဲသွားမယ်ဆိုပြီးတော့မလုပ်ရသေးတဲ့ကိစ္စကိုပြောချင်လဲဘာနဲ့ပဲသုံးပါလဲ mask နဲ့ပဲသုံးမယ်ပေါ့နော်သူမှ future tense ကို present tense ကိုတစ်မျိုးလည်းပဲသုံးတယ် mask ပါအကဲတော့ကိုအငင်းပြောင်းကျင်ခဲ့ရင်တော့ဘာပြောင်းရလဲဆိုတော့မာဆန်မတ်ကိုဖြောပြီးပါပေါင်းပြီးမလဲမာဆန် ောက်ပြီနော်အဲ့တော့မာဆင်းဆိုမှ okay mass အရာထားတယ်ဆိုအဲ့ရမထဘူးဆိုမှဖြစ်သွားမှာလေ okay mass ဆင်းဆိုပြီးပြောင်းလိုက်ရင်ရပါတယ်ရမှာနော် okay နောက်တစ်ခုကသူ့ကို past တန်ပေါ့နော်အတိတ်ကာလအဲ့ရထားခဲ့တယ်ဥမာမနေ့ကမနေ့ကမနက်ကဘယ်နှနိုင်မှအဲ့ရထားခဲ့တယ်ပေါ့နော်အာဒါမျိုးထားခဲ့တည်ခဲ့တည်ဆိုပြီးတော့မြန်မာလိုပြောမှာပေါ့နော်ခဲ့တယ်ခဲ့တည်ဆိုပြီး past tense ပြောင်းကြည့်ရင်ကျတော့ mask ကအစာပါထည့်ရလဲဆိုတော့ mask ရှိတာဖြစ်သွားတယ်။ဘာဖြစ်သွားလဲ? မရှိတာဥမာ okimasu အရာထားတည်ဆိုဘာဖြစ်သွားလဲ okimasu အရာထားခဲ့တယ်ဆိုရင်ဖြစ်သွားမယ်။ကဲအဲ့ဒီ past tense ကိုလည်းအငင်းပြောင်းလို့ရရဲ့နော်။အငင်း past tense ကိုကြတော့ပြောင်းခြင်းပါတယ်လေ။ masen desta ပြောင်းရတယ်။ဘာပြောင်းပေးရလဲ။ masen desta အဲ့တော့ โอคีมาเซนเดสตาဆိုရင်အိယာမထားခဲ့ဘူးဒါမျိုးပြောင်းသွားမှာဒီနေရာလေးမှာပဲပြောင်းသွားမှာပါ mass mass ကိုအငင်းပြောင်းရင် mason ပါစတန်ပြောင်းရင် master အငင်းပါစတန်ပြောင်းရင် mason de star ဆိုပြီးတော့သုံးပါမယ်အဲ့တော့စစအောက်မှာလဲ verb လေးတွေဥပမာပေးထားပါတယ် okimas okimasen okimasta okimasen de star yasumimas anayuti yasumimasen anamiyu bu yasumimasta anayu kere yasumimasen de star anamiyu kere bu benkyou shimasu စာလေးလာတယ်။ဘန်ကျော်ရှိမဆန်စာမလေးလာဘူး။ဘန်ကျော်ရှိမစတာစာလေးလာခဲ့တယ်။ဘန်ကျော်ရှိမဆန်ဒစ်စတာစာမလေးလာခဲ့ဘူးဆိုပြီးတော့ပြောင်းလို့ရတယ်။ Okay အဲ့တော့အဲ့လိုမျိုး tense လေးတွေကိုတိတာစီတဲ့အရှိက ကာလပြတ်ပုတ်လေးတွေကိုလည်းစနေဒီမှာဟိုပါဘောနော် အသုံးပြုလို့ရအောင်လွဲအောင်လို့ရေးပြထားပါတယ် sentence တစ်ချောင်းပေါ့နော်ဝါကျတစ်ချောင်းနဲ့မှာဒီဆက်လုံးလေးတွေပါခဲ့ရယ်ဆိုတော့ဒါကကျင့်တယ်ပါ present tense future tense ကိုပြတာပေါ့နော်ဘယ်လိုဟာမျိုးလေးရယ်ဆိုတော့ mindy နေတိုင်းလုပ်တဲ့ကိစ္စတွေဒါကနေတိုင်းဖြစ်နေတဲ့နေတိုင်းလုပ်တဲ့ကိစ္စမျိုးတွေဆို present tense တဲ့ထည့်မယ်ပေါ့နော်ပြီးတော့ mind as မနက်တိုင်း mind ပညာတိုင်းဆိုရယ်ကိစ္စမျိုးတွေကလက်ရှိမှာ present tense ကိုဖော်ပြရယ်50ပေါ့နော်အဖော်ပြရယ်စကက်လုံးနေပေါ့နော်ပြီးတော့ kill ဒီနေ့တို့ အဲဒါမျိုးဆိုရင်တော့မပြီးသေးဘူးလက်ရှိအခြေအနေကိုဖော်ပြရတဲ့ tense တွေပေါ့နော်ပြီးတော့ as တမနှက်ဖြန်တော့အစတဲ့တပတ်ခါတော့ command ညတော့မရောက်သေးဘူးအဲ့ဒါကတော့အနာဂတ်ကိုဖော်ပြတဲ့ future tense လေးပါအဲ့တော့ဒီလိုစကလုံးလေးတွေပါရင်တော့ဆက်စပ်ကော must လို့အမြင်ဆိုရင် must တို့ဒီ tense လေးနဲ့သုံးပြရမယ်ပေါ့နော်အဲ့လိုမျိုးပဲနဲ့အတူတူဤတနေ့ကတော့ခီနိုမနေ့ကတော့ခဲစာဒီမနက်တော့ခီနိုနောဗန်မနေ့ကညတော့ဒါမျိုးစကလုံးတွေပါလာပြီဆိုတော့စစ်စစ်တို့ကဒါက ပြီးသွားတဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်မလို့အတိတ်ကာလကိုဖော်ပြရတဲ့ master တို့ master တင်စာတို့ ਨੇ စစရကအသုံးပြုပေးဖို့လိုအပ်ပါတယ်။ Okay အဲ့တော့နောက်ဆုံးပတ်တန်လေးရဒီ tense လေးကိုအသုံးပြထားတာပေါ့နော်။ဥပမာဒီမှာဆိုရင် mind need ကြည့်ပါတယ်ပေါ့။နေတိုင်းဆိုတာပိုင်းစစရက tense ကိုဘာပဲသုံးရတော့မှာလဲ။ must သုံးရတော့မှာ။အဲ့တော့ mind need ကြည့် bank your she must ကနေတိုင်းစာလေးလာလာအကယ်၍လေးလာတဲ့ hi ဆိုရင် hi bank your she must အေးရဆိုရင်သူ့ကိုညင်ပါနဲ့ညင်ရမှာလဲဆိုတော့မဆန်းနဲ့ညင်ရမှာ mask ကိုအညင်ပြောင်းတော့မဆန်းဆိုတော့အေးရဲ့ thank you ရှမဆန်းစာမလေးလာပါဘူးဆိုပြီးပြောမယ်နောက်တစ်ခု kino နဲ့မေးမယ် kino ဖြစ်တဲ့ကြောင့်မလို့နောက်က tense ကိုကဘာပြောင်းရတော့မှာလဲမရှိတာကိုပြောင်းရတော့မယ်နော်မနေ့ကအတိတ်ကာလဖြစ်သွားပြီးတော့ kino hatara kimasta ka မနေ့ကအလုပ်လုပ်ခဲ့သလားဟုတ်ကဲ့လုပ်ခဲ့တယ်ဆိုရင်တော့ hi ပါပဲလေ hatara kimasta ဖြစ်မယ်အကယ်၍အဲ့ဒီ past tense ကိုညင်းမယ်ဆိုရင်တော့ e ရဲ့ hatara ki ဘာဖြစ်သွားလဲ မာဆန်ဒက်စာပြောင်းမှာဖြစ်တဲ့အကြောင်းဟာတာရာခီမာဆန်ဒက်စာအလုံးမလုံးခဲ့ပါဘူးဆိုပြီးတော့ပြောင်းပေးဖို့လိုပါတယ်အဲ့တော့ဒါလေးကိုနားလည်လွယ်အောင်ကြက်မယ်ဆိုရင်လည်း present tense နဲ့ future tense မှာဆိုရင် must must ကိုညင်းခြင်းရင် must an အတိတ်ကာလ past tense ကိုသုံးခြင်း must ပါသူ့ကိုညင်းခြင်းတော့ mustn't တင်စတာနဲ့ညင်းပေးဖို့လိုပါတယ် okay ဒါလေးပါပဲဒါက verb လေးတွေကိုစသုံးတာပေါ့နော်အဲ့ဒီအကန်းကို conclusion ချုပ်ပြီးတော့အနည်းချုပ်ပြန်ပြောရမယ်ဆိုရင်တော့စစရနိုင်ပေါ့နော်နိုင်ဒီမှာဆိုရင်နိုင်မှာ ဟိုပါဗောနော်၄နာရီရယ်၇နာရီရယ်၉နာရီရယ်ဆိုရင် EOG CCG ခုကြည့်၃နာရီပြီးတော့မိနစ်တင်မှာဆိုရင်1 3 4 6 7 8မှာဆိုရင်ပုံသုံးမယ်ကျန်တဲ့မိနစ်တင်မှာဆိုဖုန်သုံးမယ်ဆိုတာမှတ်ဖို့လိုပါတယ်ပြီးတော့ရင်အချိန်ကာလနှစ်ခုဆိုရင်ခါရမတန်နဲ့မေးပြီးတော့အချိန်ကာလတစ်ခုတည်းဆိုရင်တော့ညပါတီကယ်ညလေးသုံးဖို့သတိထားဖို့လိုတယ်ပြီးတော့ဒီ tense လေးကိုသတိထားပြီးတော့ လေ့လာဖို့လိုတယ်ပေါ့နော်။ Okay အဲဆိုရင်ဒီနေ့ကတော့အခန်းလေး grammar လေးကိုရှင်းပြထားတာဖြစ်ပါတယ်။အားလုံးလည်းနားလည်မယ်လို့ထင်ပါတယ်။ Okay အဲဆိုရင်နောက်ထပ်သင်ခန်းစာတွေမှာဆက်ပြီးတွေ့ကြမယ်နော်။